ဖေလာမယ်စိတ်ချ1989ခုနှစ်အာမေနီးယားပြည်နယ်၌ရစ်စတာစကီ၈တသမနှစ်ရှိအင်အားပြင်းထန်သော မြင်းငလျင်ကြီးတစ်ခုဖြစ်ပေါ်သည်တိုက်တာအင်ယာရီမြေကြီးမှပြပြဝစ်သွားပြီး၄မိနစ်ပင်မပြည့်သည့်အချိန်အတော်တွင် လူပေါင်း3000ကျော်သေဆုံးခဲ့ရသည်အပြက်စီးတွေဖျို့ဖျဲကစင်ကလေးအားချာမှာ ဖခင်တယောက်ဇနီးတဲ့ကိုအိမ်မှာဘေးမတည်ရမခါထားခဲ့ကသူ့သားရှိနေမည်စတင်ကြောင်းစီတို့ပြေးလာသည်သို့တော့เจ้าစီရောက်တော့เจ้าကမြေမှာ ပြားချက်နေပြီရုတ်တရက်သူ့ရင်ထဲစုနှင့်ကခရောင်ချောက်ချားဖြစ်သွားသည်ဒီနောက်မှာသားကိုသူ့ပေးထားသည့်ဂတိစကားကိုပြန်၍တတိယသည်ဘယ်ကိစ္စမျိုးကြုံကြုံသားဘာမှမစိုးရင်နဲ့အဖေရောက်လာမယ်စိတ်ချ ်ဆိုသောစကားသူမျက်လုံးအစုံထဲမှာမျက်ရည်တွေအိုင်လာသည်သူရှိတွင်တစ်ချိန်ကစာတင်ချောင်းရှိခဲ့သောနေရာ၌အုပ်ပုံအစုဝေးတစ်ခုရှိနေသည်ဘယ်လိုမှမျှော်လင့်နိုင်စရာမရှိအောင်ပြပြနေတဲ့အုပ်ပုံကြီးတစ်ခုသို့တော့တားထန်ပေးခဲ့သည့်ကတိစကားကိုသူထပ်တလဲလဲပြန်ချနေသည် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကသူနေ့စဉ်နဲ့တိုင်းလိုက်ပို့နေကြဖြစ်သည့်သူသားငယ်ဤစာသင်ခန်းရှိရာနေရာကိုမှန်ဆရှာဖွေသည်တားတို့အခန်းသည်အဆအဦးဤလက်ရဘက်အပိုင်းနောက်ဖက်ချမ်းမှဒီနေရာတို့သူပြေးသွားသည်ပြီးအုတ်ကြုံအုတ်ပဲ့တွေကိုစတင်ဒူးဆွဖယ်ရှားခြင်းပြုလုပ်သည် သူဖယ်ရှားနေစေတခြားမိဘတွေပါ ရောက်လာကြသည်ငါသားလေးသိပါပြီ။ အမလီငါသမီးလေးမရှိတော့ပါဘူးစသဖြင့်တော်ကပရိဒီဝမီးတွေတောက်လာကငိုကြွေးချမိတန်းချသည်တတီငင်ငင်ရှိသည့်တချို့မိဘများကတော့တွေးယူတွေးတန်းလုံနေကန်ဟန်ကိုင်းနေဟန်ရှိတော်သူအားခယူနာသက်ကကြောက်ပြက်အုတ်ကျိုးပုံမှဖြောင်းဖြခေါ်ယူကြသည်မရတော့ပါဘူးဗျာဘယ်သူမှအသက်မရှိတော့ပါဘူးဗျာအဲ့ဒီလိုလုံနေလို့အကျိုးမထူတော့ပါဘူးအိမ်သာပြန်ပါဗျာ စိတ်ထိတ်မှပေါ်ခမမြင်တဲ့အချိန်မှာမလုပ်လို့ရအောင်မှလည်းဗျာစာသက်ဖြင့်ပြောကြသည်တချို့ကဆိုရင်ဟဲ့လူတော်ပါတော့ဗျာခမလုပ်တဲ့အတွက်ပူတော်ဆိုးနေအောင်မယ်ဟုအပြစ်တင်ကြသည်ဒီလိုလာပြောသည့်မိဘတိုင်းကိုသူကစကားတစ်ခွန်းမဲ့ပြန်ပြောသည်ဒီမှာခမအခုကျွန်တော်လုံနေတာဝင်ကူမလားမကူဘူးလားဒါပဲပြောဗျာဟူ၍ဒီနောက် အဲ့ဒီလူတွေကိုလှင့်လျူရှုကသူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲသူဆက်လုပ်သည်။အုတ်အင်္ဂရီအဆိုင်ကလေးတစ်ခုချင်းကောက်ယူဖယ်ရှားသည်။ဒီအချိန်မိသက်အရာရှိရောက်လာပြီးသူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည်။မိရီလောင်နေပြီဘယ်နေရာမှမဆိုအချိန်မျိုးချပေါက်နိုင်တယ်။ခမားတွေ့အန်တည်းရရှိတယ်။ကျွန်တော်တို့လုပ်ပါမယ်ကိုယ့်အိမ်ကိုပြန်ပါ။ဟူဆိုသည်။သားကိုချစ်တော့အဖေကတော့သူ့စကားကိုအေးမထားခမားကြောက်ကိုကုညီမလားမကုညီဘူးလားဒါပဲပြောပါ ဟုပဲပြန်ပြောသည်ရဲကလည်းရောက်လာသည်ခမရသွေးယူသွေးတဲ့နေရှောက်လုံးမနေနဲ့ခမရကြောင့်တခြားလူတွေမှာအန်တီရဖြစ်မယ်အိမ်ပြန်ပါကျွန်တော်တို့လုပ်ပါမယ်ရဲကိုလည်းခမရကူညီမလားမကူညီဘူးလားပဲသူပြန်မေးသည်မိသူကားမြမကူညီသို့တော်ကိစ္စမရှိ သူတယောက်တည်းဆွဲနှစ်ပဲကြီးစွာဒူးဖို့သည်သူ့မှာအရေးကြီးနေတာတစ်ခုပဲရှိသည်ငါသားလေးသေးပြီလားအသက်ရှင်နေသေးလား မျက်မြင်ဒိဋ္ဌာတွေ့ရဖို့လိုသည်သူတယောက်တည်းအုတ်ကျိုးအုတ်ပြက်ပုံကိုဖယ်ရှားသည်7နာရီကြာပြီ12နာရီ24နာရီ36နာရီအဲ့ဒီနောက်38နာရီမြောက်၌အင်္ဂလိပ်ဘုန်းကြီးတတုံသူဆွဲထုတ်ပြီးသည့်နောက်တွင်တားအီတန်ကိုကြားလိုက်ရသည် ချက်ချင်းပင်သားနာမည်ကိုတန်ကုန်အော်ခေါ်လိုက်သည်အာမန်ပြန်အော်တန်ကြားရသည်ဖဖေဖဖေလားသားပါဖဖေရတငယ်ချင်းတွေကိုလည်းသားပြောထားတယ်ဘာမှမကြောက်ကြနဲ့ငါဖေမသိသေးငါ့ကိုတေချာပေါက်လာခဲ့မှငါလွတ်ရင်မင်းတို့လည်းလွတ်မယ်လို့ဖဖေသားကိုဂတိပေးထားတယ်မဟုတ်လားဖေကိစ္စမျိုးကြုံကြုံသားမဆွေနဲ့အဖေရောက်လာမယ်စိတ်ချဆိုရလေခုအဖေပြောထားတဲ့အတိုင်းမရောက်လာပြီပေါ့ ဲ့ဒီရောက်မှာဘလို့အခြေအနေရှိလဲသားတို့33ယောက်တည်းမှာ14ယောက်ပဲကျက်နေအဖေတားတို့ကြောက်လဲကြောက်တယ်စားလဲစားတယ်ရေလဲငတ်တယ်အဖေရောက်လာတာအရန်ဝမ်းတာတာပဲကျောင်းကြီးပြူကြတော့တားတို့နေရာလေးကွက်ပြီးတူကန်ပုံအမြောင်လေးတမြောင်မပြိပဲကျက်နေတယ်အဲ့ဒါကြောင့်တားတို့မသိပဲကျက်နေတာကဲထွက်ခဲ့တော့တားကြီးနေအောင်ဖဖေကတခြားလူတွေအရင်ထွက်ပါစေတားမှာဖဖေရှိနေရပါပဲ ဘလူကိစ္စမျိုးကြုံကြုံသားမစိုးရိမ်ဘူးဖေလာခဲ့မယ်ဆိုတာသိနေတယ်ဘာသာပြန်ဆိုသူဖေမြင့်ဖတ်ရှုတင်ဆက်သူစိတ်မများစင်လူချင်းမျိုးဤချိန်ပင်နာရှင်မှုအတွက် accessory data မှာကျေးဇူးတင်ရှိပါတယ်ရှင်